¿Qué? ဒီနေ့တော့ကျွန်တော်မြန်မာနိုင်ငံက official ဝင်လာပြီဖြစ်တဲ့ Honor 400 Pro အကြောင်းကိုပြောပြပေးမှာဒီတစ်ခေါက်ကတော့ Honor Honor 400 series မှာ Honor 400ရဲ့ Honor 400 Pro ဆိုပြီးတော့နှစ်မျိုးတွင်းလာတယ်ဈေးရည်ကတော့ကျွန်တော်အတိအကျတော့မသိရသေးဘူးပေါ့နော်ခံမှန်းဈေးအနေနဲ့ဆိုရင်ဒီ Honor 400 Pro က12512 gig version ကိုမှ25သိန်းဝင်ကျင်နောက် Honor 400က12256 gig version ကို16သိန်းဝင်ကျင်နဲ့12512 version ကို30ဝင်ကျင်နဲ့ရောင်းပေးသွားမယ်လို့သိရတယ်ဆိုတော့ဈေးလေးတွေကတော်တော်လေးမစိုးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လက်တလောသိထားရတဲ့ information တွေအရာဆိုရင်တော့ဒီဖုန်းတွေကိုဂျွန်လ21ရ ရက်နေ့ကနေပြီးတော့ဂျူလိုင်လ၄ရက်နေ့အတွင်းမှာပြီးအော်ဒါလက်ခံပေးသွားမယ်လို့သိရတယ်ပြီးအော်ဒါလက်ဆောင်နေအနေနဲ့ဆိုရင်တော့ထုံးစံတိုင်းပဲ Honor Choice West 2i ပါလာမယ်နောက်ပြီး Honor Choice A7 Earbuds အပြင်မှာ Honor Choice 10000 mAh Power Bank 3မျိုးတောင်လက်ဆောင်ပေးသွားမယ်လို့သိရတယ်။အဲ့ဒါအပြင်မှာကျွန်တော်ရပောင်း180အတွင်းမှာမှန်ကွဲသွားခဲ့မယ်ဆိုလို့ရှိရင်အခမဲ့တစ်ချိန်လဲခွင့်ကလည်းပါလောင်းမယ်ဆိုတော့ pre-order gift တွေကလည်းတော်တော်လေးများတယ်ပေါ့နော်။ဆိုတော့ဗျာ ခုချိန်ဖုန်းတိုင်းနှိပါဒီ AI ဘက်ကိုတော်တော်လေးအားထက်လှုပ်လာကြတာကိုကျွန်တော်သတိထားမိရတယ်ဒါလည်းအားလုံးလည်းသိပြီးသားပါဆိုတော့ဒီနေ့ကျွန်တော်ပြောပြပေးမယ့် Honor 400 Pro ဆိုရင်လည်း AI ဘက်မှာအတော်ကြီးကိုအားထက်လာတဲ့ဖုန်းလို့ပြောလို့ရတယ်ဒါပေမဲ့ဒီဖုန်း AI ဘက်မှာပဲအရင်အသာပေးထားတဲ့ဖုန်းလားဆိုရင်တော့လည်းမဟုတ်ဘူးတခြားသူမှပါလာ spec တွေကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့ spec တွေနဲ့ထွက်လာတာပြီးတော့ဒီဖုန်းရဲ့ hand feeling တွေ durability ပိုင်းတွေကလည်းမစိုးဘူးဗျာအဓိကဒီ bevel frame တွေကိုလုံးဝ flat frame မဟုတ်ဘဲနဲ့ပြန်လုံးပေးလိုက်တာက205 gram ရှိတဲ့8.1 mm အထူးရှိတဲ့ဖုန်းတလုံးကိုကျွန်တော်ကင်ရတာတိတိတ တတာတက်တောင့်တက်တာဖြစ်သွားစေရဲ့ဗျာချာချာပပ100တုံးလို့ကောင်းတဲ့ဖုန်းတွေထဲမှာတော့ပါသေးတယ်ဗျာကျွန်တော်သိရတဲ့လို့ဆိုရင်ဒီဖုန်းကလည်းမြန်မာနိုင်ငံကိုအယောင်နှစ်အောင်လာမယ် Luna Gray ရဲ့ Midnight Black ရဲ့ဆိုပြီးတော့နှစ်အောင်ဝင်လာမယ်ဒါပေမဲ့ကျွန်တော်ကတော့ထုံးစံတိုင်းပဲဖုန်းတွေမှာအမဲကိုတိတ်ဟိုဘယ်လိုပြောမလဲ B Row တွေရိုက်ရတာအလှပလေးရိုက်ရတာတိတ်အားမရတော့ဒီ Luna Gray လေးကိုပို့ပြီးတော့သဘောကျတယ်ဒီရောက်လဲကျွန်တော်အမြင်တော့ပို့ပြီးလာရလို့မြင်တယ်နောက်ပြီးတော့ဒီ Job ဘက်မှာလည်းလက်ရပါညာမထင်ဘူး နောက်တစ်ချက်ကလူတိုင်းကြိုက်ချင်မှကြိုက်လိမ့်မယ်ပေါ့နော်ဒါပေမဲ့တခြားဖုန်းတွေနဲ့မတူဘဲနဲ့ကွဲထွက်သွားတာကသူ့ရဲ့ဒီကင်မရာလေးရောက်ပေါ့နော် personally ကျွန်တော်ဒီစက်ဝိုင်းပုံစံကင်မရာရှိတ်ကြီးကိုမကြိုက်တဲ့ သူတယောက်အနေနဲ့ဆိုရင်တော့ဒီပုံစံတည်းကနည်းနည်းအမြင်ပိုဆဲတယ်လို့မြင်တယ်။နောက် durability ဘက်မှာဆိုရင်လည်းတော်ရုံပြုတ်ကျတာလောက်ကိုခံနိုင်တဲ့ SGS 5 star rating ရထားတယ်။နောက် display ကိုလည်းတော်ရုံချစ်ရပြုတ်ရခံနိုင်တဲ့ reinforced glass ကိုတုံးပေးထားတဲ့အပြင်မှာကျွန်တော်ရေနဲ့ဖုန်တန်ခံနိုင်တဲ့နေရာမှာလည်းသူက IP68 6090ပါလာပြီးသားဆိုတော့ခုလိုမိုးရင်းမှာမတော်တဆရေဝင်လို့အဲဖုန်းပြက်မှာပါညာလည်းတိတ်ပြီးတော့စိတ်ပူနေစရာမလိုဘူးပေါ့နော်။ပြည့်သွေးတဲ့ display 6.7 inches AMOLED display 120Hz ကိုမှကျွန်တော် resolution အနေနဲ့လည်း 1.5K resolution နဲ့လာမဲ့ Honor ရဲ့ Eye Comfort display သုံးပေးထားတယ်။ကဖ်ကိုမှအရင်ကဖ်မဟုတ်ဘဲနဲ့ပပလေးကဖ်လုပ်ပေးထားဖြစ်တဲ့အတွက်ဒီပေါ်မှာချာချာပါညာသုံးရတာသုံးလို့တော်တော်လေးကောင်းတယ်။တခုလို့ရှိရပါတော့ကျွန်တော်ဒီကဖ် display တွေက tempered glass ကမှဆိုရင်တော့လည်းနည်းနည်းတိုင်ပတ်နိုင်တယ်အဲပြဿနာလေးတော့ရှိနိုင်တယ်အဲ panel quality ကတော့ flashy killer level ဖုန်းလုံးအနေနဲ့ဆိုတော့မဆိုးဘူးအဓိကကတော့ color ဘိုင်းနေမှာဆိုးဆိုးတောက်တောက်ဖြစ်တယ် ဒါအောင်မှကျွန်တော်အားမရသေးဘူးဆိုရင်သူ့ရဲ့ setting ထဲမှာ super dynamic display လို့ vivid display လို့မျိုး feature တွေလည်းပါလာသေးတယ်အဲ့အရာတွေကိုဖွင့်ပြီးတော့သုံးလို့ရတယ်နောက်ပြီး Netflix လိုမျိုးမှာလည်းသူက HDR certified ဖြစ်ထားပြီးသားဆိုတော့သူ့ရဲ့ display က hardware ပိုင်းမှာရော software ပိုင်းမှာပါအားထည့်ထားတာသိသားတယ်ပြီးတော့နောက်တစ်ချက်က owner ရဲ့ထုံးစံအတိုင်းပဲကျွန်တော် display ပိုင်းမှာမျိုးလုံးထိခိုက်တာတွေတက်တအောင်လုပ်ပေးထားတာလေးသတိထားမိရေပေါ့နော်ဘယ်လိုမျိုးလုပ်ပေးထားရလဲဆိုတော့သူကအချက်9ချက်နဲ့ကာကွယ်ပေးထားတာဒီထဲမှာကျွန်တော် flicker ပိုင်းအတွက် PWM dimming ကို3840 Hz နဲ့40 Hz ထည့်ပေးထားတယ်နောက် dynamic dimming display ုသုံးပေးထားတယ်။နောက်ပြီးတော့ဒီ display ကထွက်တဲ့ blue light ကိုကာကွယ်ပေးဖို့အတွက် hardware level blue light filter ကိုသူထည့်ပေးထားတဲ့အပြင်မှာကျွန်တော်ညဘက်မှောင်တဲ့အချိန်တွေမှာသုံးဖို့အတွက် brightness ကို short ချပေးတဲ့နေရာမှာလည်း minimum 1.5 nits ထိသူ short ချပေးနိုင်အောင်လုပ်ပေးထားရပါတော့။ပြီးတော့ကျွန်တော်ကားပေါ်မှာဖုန်းနေသုံးတဲ့အချိန်မမူအောင် motion sickness relief လိုမျိုးအပြင်မှာကျွန်တော် AI defocus display နဲ့ AI circadian night display features တွေကိုပါသူထည့်ပေးထားတယ်။ပြီးတော့ performance ဘက်မှာဆိုရင်လည်းခုနကပြောလိုမျိုးပေါ့နော် Snapdragon 8 Gen 3လို chip ကိုမှကျွန်တော် Antutu benchmark ကိုတိုင်းလိုက်တဲ့အခါကျတော့သူ့ရဲ့ရမှတ်က 18သိန်း4383မှတ်တိရရဲဆိုဒီလောက် performance ကဘာ game ပဲလာလာကျူးဆိုင်နေစရာရှိမှာမဟုတ်ဘူးဗျာပြီးတော့ data map ဘက်မှာလည်း control တော်တော်လေးကောင်းတယ်ပြီးတော့အဓိကဒီနေရာမှာကျွန်တော်ပြောပြရရှိတာက software ဘက်မှာเนาะ သူ့မှာ Android 15ကိုအခြေခံထားတဲ့ Honor ရဲ့ Magic OS 9နဲ့တားမှာ intro မှာပြောခဲ့လိုမျိုးပဲဒီဖုန်းက AI ပိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစုံစုံလင်လင်ထည့်ပေးထားတာဒီထဲမှာဘာသာပြန်ပေးနိုင်တဲ့ AI live translation လိုမျိုးနောက်ပြီးတော့ကိုရေးနေတဲ့စာတွေကိုကိုရေးပေးနိုင်မယ် AI writing tool လိုမျိုး feature တွေကအလုံးအတွက်တော်တော်လေးအသုံးတည်ရပါတော့အဲအောင်မှာ AI note ထဲမှာ record လုပ်ထားတဲ့စာတွေကိုအတန်တွေကိုစာအနေနဲ့ပြန်ပြီးတော့ပြောင်းပေးနိုင်တာနောက်ပြီးတော့ပြန်ပေးထားတဲ့စာတွေကိုအချင်းချုပ်ပေးနိုင်တာပြီးတော့အဲ့စာတွေကို format ပြန်စီပေးနိုင်တာတွေကလည်းအလုံးအတွက်မှာဆိုရင်ဒီ AI feature တွေကတော်တော်လေးအသုံးတည်တယ်ဒီထဲမှာကျွန်တော် ော်သဘောကျတဲ့ AI features တခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ AI deepfake detection ဆိုတဲ့ features သူကဘာလို့ပြရလဲဆိုတော့ဗီဒီယိုကောပြောတဲ့အချိန်မှာတစ်ဖက်က deepfake face လိုမျိုးသုံးထားမှဆိုရင် node အနေနဲ့ကြာလာပြီးတော့တတိပေးရ ခုကိလိုမျိုး AI နဲ့အရင်တွေ့တက်လာတဲ့အချိန်မှာဒါမျိုး features တွေပါလာတာကတော်ရုံအလိန်ခံရတာတို့ဘာလို့ကိုကာကွယ်ပေးပြီးသားဖြစ်သွားတာပေါ့ပြီးတော့လိုမျိုး AI features တွေအပြင်မှာကျွန်တော်တို့ရဲ့ ecosystem ထဲမှာပဲတုံးမယ်ဆိုလို့ရှိရင် AI screen sharing AI camera sharing AI network data ရင်းအပြင်မှာကျွန်တော် AI cross device operation လို့မျိုးရှိတဲ့မဲ့ AI features တွေအကုန်လုံးဒီမှာထည့်ပေးလိုက်ရဗျာပြီးတော့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့ AI features တွေအနေနဲ့ဆိုတော့ photo ပြင်တဲ့အပိုင်းမှာလည်းတော်တော်လေးများတယ်ဒီထဲမှာမှကျွန်တော်ပုံမှန်မြင်တွေ့နေကြပုံတွေကမလိုအားတွေဖျက်ထုတ်ပေးနိုင်တဲ့ AI erase ပုံကို quality ပိုကောင်းအောင်လုပ်ပေး ေးနိုင်တဲ့ AI app scale လိုမျိုး feature စီအဲ့အပြင်မှာပုံတွေက subject တွေကိုဖြတ်ပြီးတော့ background ဘာညာပြောင်းလို့ရတဲ့ AI cut out လိုမျိုး feature စီအဲ့အပြင်မှာ AI နဲ့ဘေးဘက်မှာကျွန်တော်တို့ဟို frame ကိုထပ်ထည့်လို့ရတဲ့ AI opening လိုမျိုး feature စီဆိုတော့ဗျဟို AI face tone ရုပ်သမျှ AI features အကုန်လုံးဒီဖုန်းမှာပါလာတယ်ဗျအဲ့ဒါအပြင်မှာ photo ကို video အနေနဲ့ပြောင်းပေးနိုင်တဲ့ feature တွေကတော်တော်လေးမိုက်တယ်လို့ထွက်လာတဲ့ result ကလည်းတော်တော်သေးသက်တယ် အဲ့အပြင်မှာကျွန်တော် zone နဲ့ရိုက်တဲ့အချိန်တွေ portrait ရိုက်တဲ့အချိန်တွေမှာထည့်ပေးထားတဲ့ AI super zone AI enhanced portrait လိုမျိုး feature ဆီကလည်းသဘောကျဖို့ကောင်းတယ်သူတို့ photo ပြင်ဖို့အတွက် AI feature ဆီအပြင်မှာသူ့ရဲ့ camera hardware ဘက်မှာလည်းပြည့်ပြည့်စုံစုံလေးထည့်ပေးလိုက်ရပါတော့ကျွန်တော် main sensor အနေနဲ့ဆိုရင်200 megapixel aperture f1.9 wide sensor ရဲ့နောက်ထပ်50 megapixel aperture f2.4 wide tele sensor ရဲ့နောက်ထပ်12 megapixel aperture f2.2 ultra wide sensor ရဲ့တွဲပေးထားတယ်အဓိက camera feature ဆီအနေနဲ့ဆိုတော့ကျွန်တော် portrait ထဲမှာ artistic 3မျိုးပါလာတယ်ဒါဟိုကျွန်တော် honor 200 series မှာလည်း ်မြင်ခဲ့ပြီးသားပေါ့နော်အဲအပြင်မှာကျွန်တော် flint simulation ကလည်း6မျိုးထိထည့်ပေးထားတယ်ဒါမှမဟုတ် focal length အနေနဲ့ကလည်းကျွန်တော်တို့ 24mm 35mm 48mm 68mm နဲ့ 135mm ဆိုပြီးတော့၅မျိုးထိ portrait မှာရွေးပြီးတော့ရိုက်လို့ရအောင်လုပ်ပေးလိုက်တာလည်းမဆိုးဘူးနောက်ကျွန်တော် motion sensing photo တွေ stage လိုမျိုး feature တွေလည်းပါလာတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆိုင်ထိုင်ပုံတွေတစ်ချက်ကြည့်လိုက်ရအောင် ြားပိုင်းတွေမှာဆိုရင်လည်း audio ပိုင်းပေါ့နော်ဒီနေရာမှာ studio speaker ကောင်းမှအတန် quality ကောင်းတယ်နောက် battery ဆိုရင်လည်းကျွန်တော်စစ်တောက်စင် mh battery ကိုမှ silicon carbon battery အမျိုးအစားပြအဲကျွန်တော်တပတ်လောက်စမ်းသုံးကြည့်ရတဲ့နေရာမှာတော့တနေ့ on screen time 6နိုင်ဝင်ကျွန်တော်သုံးပြီးရတဲ့အချိန်မှာသူက battery 40%အထက်မှာအမြဲကျန်တယ်ပေါ့နော်ဒါမှအပြည့်အစုံမှုအတွက်ကလည်း 100w onar ရဲ့ super charge နဲ့အဲအပြည့်မှာကျွန်တော် wireless charge ကြောင့်လည်း 50w ထိ support လုပ်ပေးထားတယ်ဆိုတော့ဒီနေရာမှာလည်းပြည့်စုံတယ်ဗျ ဆိုတော့ဒီဗီဒီယို Honor ရဲ့အသစ်ထွက်လာမယ့် Honor 400 Pro အကြောင်းကိုကျွန်တော်ပြောပြလိုက်တာပေါ့နော်ဒီဖုန်းက flagship scale လဲပဲဖုန်းတလုံးမှာကျွန်တော်လောလောဆယ်စမ်းမှုသမျှဖုန်းတွေထဲမှာ AI ပိုင်းနဲ့ပတ်သက်ပြီးတော့ features အဆုံဆုံးဖုန်းလို့ပဲပြောရင်အဆုံးတကြီးပဲအတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ